ရုတ်တရက်ကောင်မလေးကိုဖမ်းဖို့ဂိုင်းစတာ၃ယောက်ကဆောင်းကိုမြောက်လိုက်တယ်။ဘေ့စ်ဘောတလုံးကိုပစက်ထဲထည့်လိုက်တယ်။ပြီးတော့သူမရဲ့လက်နဲ့ခြေထောက်တွေကိုချုပ်ထားတယ်။သူမရဲ့ပစက်ကိုတိတ်ကပ်ပြီးညံ့ညံ့ပိတ်လိုက်ကြတယ်။မိန်းကလေးကိုတင်းတင်းကြပ်ကြပ်ချီနှောင်ပြီးကားနောက်ခံထဲပြေးထည့်လိုက်တယ်။မျက်နှာဖုံးတွေကိုချုပ်လိုက်တဲ့အခါသူ့ရဲ့နှူးညံ့တဲ့မျက်နှာတွေကိုဖော်ထုတ်လိုက်တယ်။ဒီအချိန်မှာအမန်တရားကနောက်ဆုံးတော့ပေါ်လာတယ်။မိန်းကလေးရဲ့ငွေနေဖြစ်ပြီးသူမရဲ့တငယ်ချင်းတွေကဒါကိုစီစဉ်ခဲ့ကြတယ်။သူမကိုအံ့အားသင့်စေဖို့အတွက်ကားကအနီးနားကကားပါကင်ကိုရောက်ပြီးနောက်သူတို့အစဉ်သင်ကင်မရာတွေကင်ထားတယ်။ချီနှောင်ခံထားရတဲ့မိန်းကလေးရဲ့တုတ်ပြန်မှုကိုပတ်တန်းတင်ဖို့အသင့်ဖြစ်နေတယ်။ ဒါပေမဲ့ကားနောက်ခံကွင်းသွားတဲ့အချိန်မှာ၃ယောက်စလုံးလူတရက်အံ့ဩသွားတယ်။သူတို့ရဲ့ကင်မရာတွေမြေပြင်ပေါ်ပြုတ်ကျသွားတယ်။အရန်စိတ်လှုပ်ရှားနေတဲ့မင်းကလေးကဘေ့စ်ဘောကိုမြူချလိုက်ပြီးသူမရဲ့လက်ချောင်းထဲမှာတက်သွားတယ်။မင်းကလေးကအဲ့ဒါကြောင့်အသက်ရှူရက်ပြီးပြေးဆုံးသွားတယ်။မင်းကလေးတငယ်ချင်း၃ယောက်ကဘလို့ဆက်လို့ရမှန်းမသိပဲတယောက်ကိုတယောက်ဆိုက်ကြည့်လိုက်ကြတယ်။သူတို့ကမင်းကလေးနဲ့တက်ပတူတစ်ခုထဲမှာတက်ကြတဲ့တငယ်ချင်းတွေပါ။မင်းကလေး၃ယောက်ကအရင်ဆုံးစဉ်းစားလိုက်တယ်အကြံတစ်ခုဘာလို့ရမယ်ဆိုတာ။ သူမအတန်းတွေအကြာကြီးပြက်ကွက်ရင်ဆရာမကသူမရဲ့မိဘတွေကိုဆက်သွယ်တယ်နဲ့တကယ်ချင်း၃ယောက်ဆွေးနွေးပြီးနောက်မင်းကလေးရဲ့အမေဟန်ဆောင်ပြီးဆရာမကိုဖုံးဆက်ကြတယ်ခွင့်ရရှိတောင်းလိုက်တယ်တယောက်နဲ့တယောက်ကကတိပေးခဲ့ကြတယ်ဘသူကမှမပြောပြဘူးထို့အကြောင်းကိုအဲ့ဒါမှငါတို့အားလုံးပေးကင်းမယ်လို့ကောက်ချက်ချလိုက်တယ်မဖမ်းခံရဘူးဒါပေမဲ့အလောင်းကကားနောက်ခံထဲမှာအကြာကြီးထားလို့မရဘူးနွေရာသီရဲ့အပူကြောင့်မကြခင်ပုတ်သွားလိမ့်မယ်သုံးယောက်သားအလောင်းကိုမင်းကလေးရဲ့အိတ်ခန်းကိုချက်ချင်းရွှေ့ကြတယ်လက်အိတ်ဝပြီးတရားဥပဒေအရပြစ်ဒဏ်ကနေလွတ်မြောက်ဖို့အင်ကျူးကျော်ဝင်ရောက်မှုခံဆောင်ကြတယ်